ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ data entertainment channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မနေ့ပြန်တောက်ကြနေညမှာကြည့်ရမယ်မြန်မာ fighter sunray ရဲ့ပွဲစဉ်ကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မနေ့ပြန်တောက်ကြနေညမှာဆိုရင် one championship က155111ပြိုင်ပွဲကြီးကိုကျင်းပတော့မှာဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲမှာမြန်မာပြည်ပွား one fighter sunray ရဲ့ပွဲစဉ်ပါဝင်လာမှာဖြစ်ပါတယ်ဆိုရတာ time fighter ပတ်ဝီချင်းနဲ့ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ် ပဝီချင်းနဲ့ဆွန်ရက်တို့ဟာပထမချင်းတွေ့ဆုံထားခဲ့ပြီးဆွန်ရက်ကဒိုင်းအဆုံးဖြတ်တဲ့အနိုင်ရပူပါလေပဝီချင်းက1မှာ10ပွဲထိုးသက်ထားပြီး4ပွဲနိုင်4ပွဲရှုံးရလကိုပိုင်ဆိုင်ထားပါလေဆွန်ရက်နဲ့ပွဲပြီးမှဆိုနောက်ထပ်တစ်ပွဲထိုးသက်ထားပြီးအဲ့ဒီပွဲမှာဒိုင်းအဆုံးဖြတ်တဲ့အနိုင်ရထားတာတွေ့ရပါလေဆွန်ရက်ကတော့1 championship မှာ7ပွဲထိုးသက်ထားပြီး6ပွဲနိုင်5ပွဲရှုံးရလကိုပိုင်ဆိုင်ထားပါလေ ။နောက်ဆုံးပွဲမှာ Fine Fighter Confront 9နဲ့ရင်ဆိုင်ထိုးသက်ခဲ့ရတာဖြစ်ပြီးဒိုင်းဆုံးဖြတ်နဲ့အရင်နေထားတာတွေ့ရပါလိမ့်။ Sonra အနေနဲ့ဒီစဉ်ကစားရမှာကအရင်ကြီးတော့ပွဲကျက်နေတာမျိုးမဟုတ်ပါဘူး။သူဒီတဲ့နိုင်ရထားပြီးသား Fighter နဲ့ပြန်ထိုးရမှာဖြစ်တဲ့ကြောင့်မလို့အခွင့်အလမ်းတွေတော့ရှိပါလိမ့်။တို့ဘယ်မှာ short drop ထားလို့တော့မရပါဘူး။ Time Fighter ကလည်းဒီတိုင်းငြိမ်နေတဲ့ Fighter မဟုတ်ပါဘူး။စဉ်းစားမပြတ်လေ့ကျင့်နေတဲ့ Fighter ဖြစ်တဲ့အတွက်ကြောင့်မလို့တပွဲနဲ့တပွဲကအရေးချင်းတွေကတူသွားမှာမဟုတ်ပါဘူး။ ။ဒါကြောင့်မို့စွန်ရက်အနေနဲ့ short drop ပဲအကောင်းပြင်ဆင်မယ်ဆိုရင်တော့နိုင်မွဲကိုပုံဖော်နိုင်မှာဖြစ်ပါလိမ့်။တို့ပေမဲ့ short drop ထားမယ်ဆိုရင်တော့စွန်ရက်အနေနဲ့မထင်မှတ်ထားတဲ့ဒီကျုံသွားရနိုင်ပါလိမ့်။စွန်ရက်ကလည်းမိကုံရန်ကုန်ကျန်းတဲ့ fighter မလို့ကြည့်ရတယ်ကျွန်တော်တို့ပြိသက်တွေအနေနဲ့ပွဲချင်းတစ်ပွဲကိုမြင်တွေ့ရမှာဖြစ်ပါလိမ့်။စွန်ရက်ရဲ့ပွဲစဉ်ကပွဲစဉ်ဆယ်ပွဲမြောက်နေရာမှာပါဝင်လာမှာဖြစ်ပါလိမ့်။ဆောင်ရက်အတွက်ဒီပွဲကလည်းအရေးကြီးပါတယ်။ဒါကြောင့်ဒီပွဲကိုနိုင်မွဲပုံဖော်နိုင်ဖို့လိုပါတယ်။လက်ရှိထင်မှာဘိုဂီတိုင်းရဲ့ကြီးမှာတော့ ဆွန်ရော့ကို1.72နဲ့အထက်ကြီးပေးထားပြီးပောက်ဝီချစ်ကိုတော့2.05နဲ့အောက်ကြီးပေးထားပါတယ်ဆွန်ရက်နေနဲ့ time fighter ကိုတစ်ချိန်နိုင်ပြထားပြီးသားမလို့ဆွန်ရက်ကို boogie time တွေကအထက်ကြီးပေးထားတာဖြစ်ပါလေ။ power chip ကတော့လက်ရှိမှာအောက်ကြီးပေါက်နေပါလေ။ဒါပေမဲ့အခင်းကျင်းတွေကဘာမှမဆိုဖြစ်သွားနိုင်ပါလေ။ဘလို့အခင်းကျင်းတွေဖြစ်လာမလဲဆိုတော့မနက်ပြန်တောက်ကြနေညမှာကျွန်တော်တို့ပြည်သက်တွေနေနဲ့ရင်ခုန်စွာစောင့်ကြည့်သွားကြရမှာပါ။ ဆိုရက်ပါဝင်ထိုးသတ်မဲ့1 Friday 5 111ပြိုင်ပွဲကြီးကို1 Championship ကမနက်ပြန်တောက်ကြနေညမြန်မာစံတော်ချိန်9နာရီချိန်မှာစတင်ကျင်းပသွားမှာဖြစ်ပါတယ်။ဆိုနေရဲ့ပွဲကတော့မြန်မာစံတော်ချိန်ည10နာရီ10နာရီခွဲဝန်းကျင်မှာကြည့်ရနိုင်ရည်ရှိပါတယ်။ဆိုနေရဲ့ပွဲကို1 Championship YouTube Channel ကနေတိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ကျွန်တော်တို့မြန်မာကိုစားပြု Fighter ဆိုနေနေနဲ့လေ Time Fighter ပုံဝီချင်းနဲ့မကြည့်ပွဲမှာဘလို့ပွဲချင်းတွေဖြစ်အောင်ဖိုင်နေသွားမလဲအလဲတော့နိုင်မွေမျိုးရအောင်ရှင်ပြသွားမလားဆိုတာစောင့်ကြည့်ကြပါပါ။ လက်ရှိချိန်မှာ one championship ကမြန်မာ fighter တွေကိုတောက်လျှောက်အခွင့်အရေးပေးလျက်ရှိနေပါတယ်။မေလမှာဆိုလဲမြန်မာ fighter 9ယောက်ထိပါဝင်ထိုးသက်ခဲ့ရပါတယ်။လက်ရှိဂျွန်လမှာဆိုလဲဂျွန်လဆက်ဆက်ချင်းပွဲစဉ်မှာပဲမြန်မာ fighter ဆွန်ရက်ကိုအခွင့်အရေးပေးထားပြီးပါပြီ။လာမယ့်ပတ်မှာဆိုရင်မိုးထောင်ရဲ့ပွဲစဉ်လည်းရှိနေပြန်ပါတယ်။ဒါကြောင့်မလို့မြန်မာ fighter တွေကို one championship ကတောက်လျှောက်အခွင့်အရေးတွေပေးနေပါတယ်။ကျွန်တော်တို့မြန်မာ fighter တွေနဲ့အခွင့်အရေးကိုဘယ်လိုထိတိမိမိစုပ်ကိုင်နိုင်မလဲဆိုတာဆက်လက်ဆောင်ကြည့်သွားကြရမှာပါ။ ။မနေ့ပြန်မှာထိုးသမ်းမဲ့မြန်မာကိုစားပြု Fighter Sunrise နေနဲ့လေအကောင်းဆုံးအလဲထိုးနိုင်မွေးရရှိပြီး bonus စုပါသိမ့်ပိုက်နေပါစေလို့ဆန္ဒပြုပါရခင်ဗျာ။ Sunrise ရဲ့ပွဲပွဲပြီးသွားရင်လည်းပွဲပြီးသုံးသက်ချက်ကြောင်းအများကိုထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာ။ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ဒါမယ့်နေ့ဒီမှာလေး MMA လောကနဲ့အောက်ဆာလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာရပြောရှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေ။